တုံတုံလေးကိုကြိုကြိုလေးဟုပြောခဲ့တဲ့ကာရှိုတုံခုတော့သူ့ကိုဂျုံဂျုံကြဟုအပြောခံနေရပြောတာကတော့သီရီမျိုးဆိုတဲ့ Facebook ကောင်ကသူကားဝယ်တာကိုဂျင်းထက်ခံရတယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်သူ့ကိုဝန်ထမ်းတွေကဝိုင်းပြောလို့သူကအခုလို့ post တင်ရေးထားပါတယ်တခင်အားရကျွန်မဝနေရလေးတွေရေးနေလို့ရေးပါဦးမယ်ပထမဝယ်တဲ့ကားဂျီတိုတာယာဂျိုးပေါ်နေရာကြီးကို အတွင်းဘက်ထဲထည့်ပေးလိုက်တယ်။နင်တို့တာယာသာကောင်းနေရင်တရထန်းနဲ့ကွဲစရာအကြောင်းမရှိဘူး။အမြန်လမ်းမှာအရှိန်နဲ့မောင်းတဲ့ကားမသေးတာကံကောင်း။ညီမတို့မတီးလိုက်လို့ပါအမရဲ့။အစ်စ်ပြန်လဲပေးပါမယ်ဆိုလို့ကျဉ်တက်လိုက်တယ်။တာယာကပုံမှန်ကြည့်ပါ။ပြန်လာတော့ Fort Everett ဝယ်တယ်။ဝယ်ပြီးတရက်လောက်ပဲရှိုံမယ်။မိုးရွာတော့မိုးရွာမှတလဟော။ပြန်ပြင်ပေးမယ်ဆိုပြီးယူသွားတယ်။ မိုးရိုတဲ့ပုံမှာသူတို့ workshop ကအရန်တော်လို့ဖြစ်မယ် Viber ဂျိုးတွေပြန်မတက်ပေးခဲ့ဘူးမိုးရွာတဲ့ရေတုပ်မရအမြင်မဆန်းမောင်းရတယ်တပတ်ပဲစီးရသေးတယ်ကားမောင်းနေရင်ထိုးရသွားတယ် B point နေမှာမင်းနေပြီလို့ပြန်မောင်းရင်မရတော့ဘူးပတ်ဝန်းကျင်ကလူတွေပါလာတွန်းပေးရတယ်သူတို့ပြောတော့ရေမရှိပဲမောင်းလို့ဟိတ်တက်တာတဲ့ကျမတို့အပြစ်ဖြစ်ရောစဉ်းစားကြည့်နော် ဖုတ်ကားတွေမှာရေကနေတိုင်းထည့်ပေးရလားကျမလည်းအရင်ကဖုတ်ကားစီးခဲ့တယ်တနစ်ကျော်လောက်သုံးခဲ့တဲ့ကားတစ်ခါမှကိုရေမထည့်ခဲ့ရဘူးအင်ဂျင်လည်းဟိမတက်ဘူးထိုးလည်းမရခဲ့ဘူးသူတို့ကားမှာရေပိုက်ပေါက်နေတာရေယိုးနေတာကိုမစစ်ဘူးပြင်မို့ဝက်ရှော့အပ်လိုက်တယ်ဘာလို့အပ်လဲဆိုတာစစ်ပေးရမယ်ထည့်ပေးထားရမယ်ခဏခဏရေတွေယိုးတယ်ဆို ရေတိုင်ကီနဲ့ပသက်တံစစ်လေပြင်ပေးဖို့ဆိုပြီးယူသွားတာရက်20လောက်ကြာတယ်အဲ့ဒီရက်တွေမှာစီးဖို့ဆိုပြီး KIA ကားလာပေးတယ်အမမွေးနဲ့အလူသွားမှာမို့အတွင်းကန်းကြရာနဲ့ကားကောင်းတာလေးပေးပါဆိုတာ KIA ပစ္စည်းညှောင်းတောင်းလာပေးတယ်အဲ့ဒီ KIA ကားလာပေးတဲ့နေ့ပဲလော်ကားမှာမြောက်စွာသွားကြွေးတာဖြစ်တတ်ပြီးမသွားတော့ပြန်ဘူးခဏနားလိုက်ပြန်မောင်းလိုက်နဲ့ မနေ့တည်းကသွားတဲ့ခီးညမိုးချုံမှအိမ်ပြန်ရောက်တယ်။ဒါရန်ကုန်နဲ့သွားတဲ့ခီးနော်။ highway ခီးနဲထွက်တာမဟုတ်သေးဘူး။အဲ့ဒါနဲ့ဖိုကားပြန်ရလာရော။၃ရက်နှစ်ယူတဲ့ကား၄ရက်နှစ်မှဗရိတ်မမီတော့လို့ပြန်ပြင်ရပြန်နေ။စဉ်းစားကြည့်နော်။သူတို့ပြင်ပေးမယ်ဆိုပြီးဝက်ရှော့ယူသွားတယ်။တေချာစစ်ပေးလိုက်ပါတယ်တဲ့။ဘာတွေစစ်တာလဲ။ဗရိတ်ရှူးတွေမကောင်းတာမမြင်ဘူး။ ရေတိုင်ကီရေပိုက်ပောက်တာမမြင်ဘူးရေတိုင်ကီရေပိုက်ပောက်တာမမြင်ဘူးအင်ဂျင်ဖွင့်စစ်ပြီးဘယ်နေရာကိုဘာကင်ပြီးဘာပြင်မှန်းကိုမသိဘူးလေရနေ့မှာဘရိတ်ပြတ်လို့ဝက်ရှော့ပို့ထားရတယ်ပြန်ပြင်ပေးဖို့ပြောတော့မပြင်ပေးဘူးဆိုလို့ပို့တင်တယ်ပို့တင်တော့သူတို့မန်နေဂျာကဖုံးဆက်တယ်အမအကောင်စစ်ပြီးပြင်လိုက် သူတို့ရှင်းပေးမယ်ဆိုလို့ပို့ပြန်ဖြတ်လိုက်တယ်ပို့ရှုံးလုံးစစ်လိုက်တော့ ောက်ပိုင်းနဲ့30လောက်ကျမယ်။ချစ်အင်ဂျင်ကမ်းမပါသေးဘူး။ဈေးကြီးတဲ့ဆိုလို့ဖော်ရှော်တော့မှမပြင်းပဲ။ကျမအသည့်ဝက်ရှော့ကိုအခက်တယ်။အောက်ပိုင်းတွေအင်ဂျင်ကမ်းတွေဘက်တီတွေပါလဲရမှာ။ဘက်တီရလည်း660ကိုတုံးထားတယ်။ဖိုကားတွေကဘက်တီဟာ950ကိုတုံးရတာပါလဲနော်ခွေတခုတို့ရဲ့။အားလုံး total 93သိန်းကျပါတယ်တဲ့။ ပြင်ပေးမယ်ဆိုပြီးပြောထားတဲ့သူတွေကမပြင်ပေးတော့ပါဘူးအစားထိုးတယ်လဲပေးမယ်ဆိုပြီးခေါ်ပါတယ်ကျောတွန်းရောက်တော့ကို့အကြိုက်ကားကလည်းတစ်စီးမှမတွေ့နောက်ဆုံးဒီဟာကြီးကိုငါမြ мян ဖြတ်မှာပါဆိုပြီးကားလဲရွေးလိုက်ရောသိန်း150လောက်ရှုံးမယ်ဆိုလို့မလဲဘူးငါကားကိုပဲပြန်ပြင်ပေးဆိုပြီးပြန်လာခဲ့ပါတယ်တစ်စီးကားတွေလည်းကုန်အလောက်တွေလည်းပြတ်စိတ်လဲဆင်းရဲ တော်တော်အားကိုးစိုးများလာပါနောက်နေ့ကျတော့ကျမကိုထပ်ခေါ်ပါတယ်တဲလဲပေးပါမယ်ဆိုလို့သွားပါတယ်ကျမက အရင်ထဲကဖို့စည်းလာတာကားအမြင့်တွေကိုပဲကြိုက်တာမို့သူတို့ကားတွေကိုဘယ်လိုမှမကြိုက်ဘူးကျမကားလေးကိုပဲပြန်ပြင်ပေးပါညီမရယ်ဆိုပြီးအသေးလဲပြောခဲ့တာခေါင်းတွေလဲမူအားတွေလဲချောက်လူကအလုံများတာရောကားကိစ္စနဲ့စိတ်ပင်ပန်းတာရောပြီး စကားကြိတ်နဲ့ပြောနေရင်ငုံမဲတောင်လဲချင်လာတာခြေပါတောင်းတောက်ရတဲ့အထိ နောက်ဆုံးမရတော့လို့ဒီကိစ္စကြီးမြ мян ဖြတ်မှာပါဆိုပြီး Equinox 2019 model 1.5cc ကို2095သိန်းပေးပြီးယူလာခဲ့ရပါတယ်ကားယူပြီးအပြန်ကားမောင်းနေရင်ညောင်းလို့ခဏလှဲလိုက်မိပါတယ်ထိုင်ကုန်ကပြန်မတ်လို့မရတော့ပြန်ဘူးငုတ်တုတ်ကြီးမောင်းရပြန်တယ် အကလုတ်ကိုနှိပ်တာမရတဲ့အကြောင်းကိုဘဒူရိုက်ပြီးသူတို့စီကိုပို့ပေးခဲ့ပါတယ်။ညနေကျတော့ကားစီသွားဖြေတာစီဆိုင်မှာစီဖြက်ပြီးဆက်နိုးတော့မရပြန်ဘူး။ဆက်ကပြန်သေးသွားပြန်ရော။ကားဆက်နိုးတာဂီယာကိုဒီမှာထားနှိုးတယ်ဆိုပဲ။ဂီယာကိုပြီးမှာထားပြီးဗရိတ်နှင်းနှိုးရတာကားမောင်းတဲ့လူတိုင်းသိပါတယ်ဟဲ့။ငါကားမောင်းတာအခုမှလည်းမဟုတ်ဘူး။လွန်ခဲ့တဲ့၄နှစ်လောက်ကလေးက အခုတော့ရှိတယ်စက်နှိုးမရတာရဲ့နောက်ကားတွေတန်းစီနေတာရဲ့ပြီးတော့စက်နှိုးမရတာကို စီမားထက်တဲ့ထင်ပြီးပူးထုနေရနဲ့ဒီမာတွေပါထက်ထုံးမိမထုံးမိတော့မသိဘူးစီဖြစ်တာပြီးမှထိုးပြီးဆက်သက်စီဖြစ်တာပါစက်နှိုးတဲ့ခါဒီပါနင်းပြီးခလုံးနဲ့ယုံမယ်ပြီးမှထိုးပြီးဗရိတ်နင်းစက်နှိုးတာကိုမရတာတော့ကောင်းကောင်းကြီးသိပါတယ်၄၅၆ခါလောက်အဲ့လိုတွေဖြစ်ပြီးမှရပါတယ် စိတ်တွေတူလုံးလို့သူတို့ကားရောဆရာစတန်းတွေပါ ပြန်ပေးခဲ့လိုက်တယ်။သူတို့ကားတွေတလောက်ဆုတ်ချနေတာကိုဗီဒီယိုဖိုင်နဲ့တက်တွေပြတာကိုလက်မခံဘူး။ဝဲသူတို့တောင်ပြန်ဖျဲသေးတယ်တကယ်ဟာရီ။တဲ့ဖြစ်ချင်လို့မှသိန်း2000ကျော်ပေးဝယ်မိပါတယ်။ဝါချောအနေကို ပြန်မလာရတော့ဘူး။လူလဲတော်တော်ကြီးကိုစိတ်ဆင်းရဲနေပါပြီ။ကိုငွေနဲ့ကိုအကူအညီတွေလည်းတော်တော်များ စိတ်ဓာတ်တွေလည်းပုံပုံကျနေပါပြီရှင်ဒီဝယ်တဲ့ customer ကိုအကျွေးနဲ့စီးရဆိုပြီးလူမှုကွန်ရက်မှာဝိုင်းပြောကြတဲ့ဝန်ထမ်းတွေရှိပါတယ်အားကြောင့်မို့အဲ့ဒီဝန်ထမ်းတွေကိုဒီတိတိမျိုးဆိုတဲ့ကောင်းကပဲဒီလိုမျိုးပြန်လဲရေးထားပါတယ် customer ကိုအောက်ဖဲလန်ဆွဲနေတဲ့ဇယိုက်ကြတဲ့ဝန်ထမ်းကောင်တွေကောင်းမတွေကိုစော်ရဲပို့ပါရှင်ကျမဆဝယ်တော့ဂျီတိုးဝယ်တာပါကျမအလုပ်ကမြေဝယ်အိမ်ဆောက်ပြီးပြန်ရောက်မှဖြစ်လို့ ငွေချမ်းရသေးတာမို့ကိုနိုင်တဲ့ဝန်နဲ့ဝဲပါတယ်။သူတို့ရှောရုံးမှာရက်ထားတဲ့ဖို့ကိုမြင်တော့ဖို့ကဈေးဘလောက်လဲမေးမိပါတယ်။အမားကအရင်ကားတော့ငါဖို့လေအရန်ကြိုက်တာလို့ပြောရနဲ့ယူလေးအမပြန်လာရင်ဓာတ်ပြန်ချင်းပေးမယ်အမအဲ့ငွေမပြည့်ရင်ငွေချမ်းလောက်ပေးမယ်အမနဲ့အတင်းကိုထိုးရောက်ပါတယ်အဲ့ဒီနေရာငွေမပြည့်လို့ဂျီတိုးဝယ်သွားပါတယ် ဝယ်ပြီးနောက်နဲ့ခီးထွက်တာမကြဘူးအ мян လမ်းမှာတာယာကွဲပါတယ်တရုတ်ကားမို့လို့ကီလိုတရာအောက်ပဲမောင်းခဲ့တာပါမီးလောက်မှလည်းကြောက်လို့နားလိုက်မောင်းလိုက်မောင်းခဲ့ပါတယ်ရှင်တရုတ်ကားဆိုတဲ့စိတ်နဲ့စိတ်မလုံးကြုံတာမို့ဖို့ကားပဲပြန်ဝယ်မယ်ဆုံးဖြတ်ခဲ့ပါတယ်နဲမှာတပတ်နေပြီးပြန်လာတော့ဖို့ကားသွားယူပါတယ်ဂျီတိုကား1350နဲ့3900ပေးခဲ့ပါတယ် ိုတယ်3850ပါ3600ကျန်တာကို300ခိုင်နှုန်းအတိုးပေးရပါတယ်ပြီးခဲ့တဲ့လက3300နဲ့အတိုး18သိန်းမှာပေးခဲ့ပါတယ်အကျွေးမယူခြင်းလို့ဗန်နဲ့တောင်မချိတ်ပါဘူးနောက်လငါးကုံပေးမယ်ဆိုတဲ့အတွင်းနဲ့ပါကိုအလုတ်တွေထဲမှာငွေထည့်ရမှာမို့အခြေမချေခဲ့တာကိုအကျွေးနဲ့စီးရယ်ဆိုပြီးအောက်ဖဲလှန်ကြတယ်ပေါ့ နင်တို့စိုက်တဲ့အစင်တန်းဘယ်ရောက်သွားလဲဆိုတာရောသတိထားမိရဲ့လားမမရွှင်ရှိုးရုံးမှာအရေးကြနဲ့ကောင်းဝယ်မယ်ဆိုသူများသတိထားကြပါကျွံတွေနှိမ့်နာခံရမယ်ဇရိုက်ဆန်ဆန်ရန်တွေ့ခံရပါလိမ့်မယ်နော်တွားဝယ်တုန်းကခြေမပြေဆုံးမတက်ဖြစ်နေတဲ့ကျွံတွေကအခုကြတော့ခွေးအရုပ်တွေလိုမန်တွေကိုဖိလို့ဒီကိစ္စနဲ့ပတ်သက်ပြီးကားရောင်းလိုက်တဲ့ငကားလေဒီအော်တိုမိုဘိုင်းရှိုးရုံးကဒီလိုမျိုး post တင်တုံ့ပြန်ထားပါတယ်။ပွဲချာကျင်သူများအတွက်ရှိုးတော့မှတခုချင်းပြန်လဲဖြည့်ရှင်းချက်ပထမဦးဆုံးဝယ်ယူတော့က Gito X70 Black တာယာကိစ္စကားတာယာကိုစစ်ဆေးရမှာဘေးပပတ်လဲတာယာပန်းများကိုစစ်ဆေးရတွင် တာယာမှာအတွင်းဘက်မှာအဲရာအနှံငယ်ရှိနေသည်ကိုရှိုးတော့ဘက်မှာသတိမထားမိ၍ကားအခက်ရာတာယာကွဲတင်နေတဲ့ပြိုင်နဲ့ Gito X70 ်အော်ရီဂျင်နယ်တိုင်ယာအားသွားရောက်ပို့ပေးခဲ့ပါတယ်ထိုစဉ်အတွင်းကက်စတမာဘက်မှတောင်းသောငွေမောက်များသောကြောင့်ထိုစဉ်အတွင်းကက်စတမာဘက်မှတောင်းသောငွေမောက်များသောကြောင့်ရှိုးရုံဘက်မှတိုင်ယာအစ်စ်နှလုံးအားညာရင်းချင်းဝယ်ယူပြီးပို့ပေးခဲ့ပါတယ်ထိုဖြစ်စဉ်မှာရှိုးရုံဘက်မှ ပေါရောက်မှုကို နားလည်လက်ခံပါတယ်ဝယ်ယူထားသောဂျက်တို A17 ကားပြန်လာလဲရတွင်တိုင်ယာများပါသူကိုလည်းမူရင်းစေးတိုင်းအလဲထပ်ပြန်လုပ်ပေးခဲ့ပါတယ် G2 H7D နဲ့ Ford Evaro Era Case ဖြစ်ရှင်းချက် Ford Evaro ရဲ့ Titanium ရှိ Panoramic Roof တွင် ပေါက်ခြင်းကွဲခြင်းမရှိဘဲ Liner မှရေရိုရာတွင်လည်း Showroom ဘက်မှချက်ချင်းလုံဆောင်ပေးခဲ့ပါတယ် Ford Evaro ရဲ့ Heat တက်ခြင်းကိုမတိဘဲမောင်းနှင်၍ Gasket ပေါက်ခြင်း Error ပါ Gasket ပေါက်ခြင်းသည်ကား Heat တက်နေသည်ကိုမတိဘဲမောင်းနေခြင်းကြောင့်ဖြစ်၍ Showroom မှသွားစစ်ပေးရာတွင်ဂျေပိုက်ပေါက်နေခြင်းမှတစ်ဆင့် ဂက်စကက်ပေါက်ခြင်းဖြစ်ပါတယ်။ယူဇာဖော့ဖြစ်တာကြောင့်ကစ္စတမာအနေဖြင့်ရှင်းပေးမလား၊ချိုးလုံးဘက်ကရှင်းပေးမလားဆိုရတွင်ချိုးလုံးဘက်မှ ရှင်းပေးဟု ပြောရတွင်ချိုးလုံးမှ အလုံးစုံ30ကျော်အကုန်ကြားခံပါတယ်။ကားအပြင်ပေးရန်ချိုးလုံးတို့ယူလာရတွင်လည်းမိသည့်ရေပြန်အကွက်ပျောက်ခြင်းကိုလည်းချိုးလုံးမှအလုံးစုံလှုပ်ပေးခဲ့ပါတယ်။ဂက်စကက်လှုပ်ပြီးရန်နှင်းငယ်ကြတွင်ဗရိမမိရဲ့ဖုံးဆက်လာရတွင် ဗရိတ်ပြင်ရာစက္ကွန်2သိန်းကြမည်ဟုပြောရာကျွန်တော်ဘက်မှဗရိတ်ယူတာမကအိုဗာဟေးစစ်ပေးမည်ဟုကျွန်တော်ဘက်မှ ပြောခဲ့သည်ထို့သောပြောရခြင်းမှာခဏခဏတစ်ခုပြီးတစ်ခုဖြစ်နေခြင်းကြောင့်ပြောခဲ့ခြင်းဖြစ်ပါတယ်အိုဗာဟေးစစ်ဆေးရတွင်သိန်း100ကျော်ကြားသိမည်ဖြစ်သောကြောင့်ရှိုးရုံးမှလဲပေးရမည်ပစ္စည်းပြုပြင်ပေးရမည်အရာများကိုကျောင်းတော်နှင့်ချိတ်ဆက်ထားသောနေရာများတွင်ပြုပြင်ပေးမည်ဟုပြောရာတွင်ကားလဲထက်လုပ်မည်ဟုပြောသောကြောင့် မူလကားစေးတိုင်းပြန်လဲအလဲထပ်ပြုလုပ်ပေးခဲ့ပါတယ်။ဖို့အေဗာရနဲ့အလဲထပ် Equinox ကိစ္စ Equinox လာကြည့်ရတွင်လဲကစတမာဘက်မှပါလာတဲ့လူတစ်ယောက်ကတေချာစစ်စေးမောင်းစမ်းပြီးမှသာအလဲထပ်လုပ်သွားပါတယ်။ Equinox နဲ့လဲပြီးရန်နှငယ်ကြမှာ Equinox ဟာစီထက်ရမှာစက်လို့မရပါဟု ပြောဆိုရတွင်ဓပုံပုတ်ခိုင်းပြီးကြည့်ရဒီမှာထိုး၍စက်လို့နေတယ်ကိုတွေ့ရပါတယ်။ခဏကြာမှာ ထိုင်းကုန်မော်တာ180ဒီဂရီထားဖြင့်ပြန်ထောင်ရေးမရဆိုရတွင်ချိုးရွန်းသို့စစ်ဆေးပေးရန်ပုတ်ခိုင်းရာချိုးရွန်းရောက်တင်စမ်းကြည့်ရာအားလုံးကောင်းနေပြီလက်ရှိတွင် မန်နေဂျာမောင်ဆန်းရာအော့ဖ်ဖိုင်းဖြစ်နေကြောင်းအတည်ပြုနိုင်ပါတယ်ဒါတော့ကားရောင်းတဲ့ချိုးရွန်းကဖြည့်ရှင်းချက်ပန်းဖြစ်ပါတယ်ဒီချက်လက်များကိုကားဝယ်တဲ့သီရီမျိုးဆိုတဲ့မှာဒီလိုမျိုးတုံ့ပြန်ထားပါတယ်သူတို့ဘက်ကအကုန်ပြန်ပြုတ်ပြင်ပေးပါမယ်ဆိုလို့ဆက်မပြောတော့တာပါ လူလိန်တွေပါဘရိတ်ပြင်ထားတဲ့ငွေတို့တောင်းအခုထိမပေးသေးပါဘူးအစလုံးကအမယုံကြည်စိတ်ချတဲ့ workshop မှာပြင်မှာဆိုလို့ကျမအသည့် workshop မှာပြပါတယ်တိန်းတရာနေပါလောက်ကုန်မယ်လဲဆိုရော သူတို့ workshop မှာပြင်မဲ့လုပ်လို့အရင်ရက်တွေရလဲပြင်ပြီးလာဖို့နောက်နေ့ပြန်ပြက်တယ်လေလက်ပူတိုက်ပြန်ပေးတာကိုယူနေလို့လက်ခံရမှာလားနင်းတဲ့စကားအတိုင်းတီလေအပြင်မှာပြင်ပေးလေ အငင်ကန်းတောင်ဖွင့်ပြီးဘာမှမထူဘူးဖိရတက်မြဲတိုင်းတက်နေတာကိုလက်ခံပေးရမလားကားနဲ့အလက်ထက်လုပ်ပေးပါမယ်ဆိုပြီးနင်တို့ဝန်ထမ်းကခေါ်တာနော်အဲ့နေရငှားလာတဲ့တစီသမားကကြည့်ပေးတာဘာတခုမှငါတို့သေချာမစစ်ခဲ့ဘူး Equinox ကားယူမယ်လဲမရွေးခဲ့ဘူးမကြိုက်ဘူးငါကားကိုပဲပြန်ပြင်ပေးပါပြောခဲ့တာမူလဈေးတိုင်းနဲ့350နီးပါးရှုံးမယ်လို့ပြောလိုက်တာနင်တို့မရနော် ပြန်မေးကြည့်လိုက်အောင်အရှုံးမခံနိုင်ဘူးမလဲဘူးငါကားကိုပဲပြန်ပြင်ပေးပါပြောထားခဲ့တာသိန်းတရာကျော်ကြားလို့ဝေးလံကြောင်ပတ်လှုပ်ပြီးအတင်းကို ယူခိုင်းတာနင်တို့ကောင်မဝေးပြန်မအမ်းဘူးပြင်ပေးတဲ့ဈေးကိုလည်းတဝက်ပဲဆက်ပေးမယ်ပြောခဲ့တာနင်တို့ကောင်မကိုယ်တိုင်တော့ပြင်ပေးမယ်ဆိုပြီးတဝက်ပဲခံမယ်ပြောခဲ့တာနောက်နေ့တဲ့ချင်းပေးပါမယ်လို့ပြောလို့တွားကြည့်တယ်။တစည်းမကူမကြိုက်လို့အမကားကိုပဲပြင်ပေးပါ တတွင်တွင်ပြောခဲ့တာနင်တို့မရမရဘူးအသေးလဲတွေမရမကပြောရောင်းတာပြန်လဲမဲ့ကားကိုတောင်း3500နဲ့2000ကျားကိုပဲယူပေးရမယ်တဲ့ငါမှအာရွေ6ပီမူလဲချင်းတလို့တောင်းဖြစ်လာလို့ရေတောင်းတောက်ခဲ့ရသေးတယ်နောက်ဆုံးဘာမှဆက်မပြောနိုင်တော့လို့ Equinox ကားကြီးယူခဲ့ရတယ်အဲ့ဒီကားကိုလည်းရက်အနှန်းငယ်အကြာဆိုပဲဝယ်ရက်နေ့မောင်းပြန်တဲ့အချိန်မှာ လမ်းမှာကလေးရဖြစ်တာပါရှင်ဒိတ်တွေဖော်ပြထားတယ်သေချာကြည့်ပါတကက်ကလင်ကကြစ်တွေကားလေးစီးစီးခဲ့ဘူးတာအခုပြစ်စင်မှာသူတို့ရှုံးတော့ငါကားလေးစီးစီးခဲ့ဘူးတာလေးစီးလုံးအဆုတ်တွေရှင်သူများတို့ကြဂျုံဂျုံလေးတဲ့သူတို့ကားတွေကြဂျုံဂျုံကိုကြလို့